တရားပဲစီဒီကနေ့အော်တိုဘာလ၄ရက်အင်ကာနစ်ကနော်ရီတိုင်းတရင်ဌာနရဲ့ညနေခင်းရုပ်သံတရေအစီအစဉ်မှာ အော်တိုဘာလအတွင်းစစ်ကောင်စီဒရုန်းကြောင့်အရက်သား၃ဦးသေဆုံးခဲ့ပြီး၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လေချောင်းတိုက်ခိုက်တာတွေကြောင့်၅ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်လိုက်ကုံမြို့မိုင်လုံးရပ်ကွက်မှာ၁၂နှစ်အရွယ်ကလင်းငယ်တဦးမိုင်းထိခဲ့တဲ့အခြေအနေနဲ့ UKSY ဦးဆောင်ပြီးမြို့နယ်လေးမြို့နယ်မှာရှိတဲ့ចောင်းသူចောင်းသားတွေအတွက် နီနိုဖလေပွဲပြုလုပ်ပေးခဲ့တဲ့အကြောင်းတွေကိုကြည့်ရှုနားဆင်ကြပါမယ်ရှင်။ပရိုဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အော်တိုဘာလာတလအတွင်းမှာအရက်သား3ဦးသေဆုံးခဲ့ပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဂရီနီမျိုးသားများကာကွယ်တပ် KDF ကမနေ့ကနိုဝင်ဘာလ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒရုန်းတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူတွေထဲမှာ အမျိုးသမီး2ဦး၊အမျိုးသား2ဦးပါဝင်ပြီးအမျိုးသား4ဦးနဲ့ အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။အဲ့ဒီတေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေဟာဒီနယ်ရိတ်သိမ်းနေစဉ်တွင်ဒရုန်းဘုံနဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့လဲဆိုပါတယ်။ဒါရီပြင်မနေ့ကနိုဝင်ဘာလ3ရက်နေ့နနက်9နာရီဝန်းကျင်မှာဒီမော့ဆိုမြို့နယ်တနင်္လာကိုစစ်ကောင်စီတပ်က လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ငါးဦးသေဆုံးခဲ့တယ်လို့လေချောင်းတိုက်ခိုက်တဲ့နေရာအနီးအနားမှာနေထိုင်တဲ့ဒေသခံတအူးကပြောပါတယ်။ အဲ့ဒီလေချောင်းဟာနေပြီးတော့လေတက်ကနေလာတဲ့လေရင်ဖြစ်ပြီးပေါင်900နှလုံးပြစ်ချသွားတာဖြစ်နိုင်တယ်လို့လေချောင်းအန်ဒီရဲ့အသိပညာပေးသင်တန်းကိုပြစ်စီဆုံရှုံနိုင်ခြင်း short ချရေးလှုပ်ရှားမှုအဖွဲ့ IIR ရဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။လေရည်ပုံကျဲပြီးတဲ့နောက်အသေးခံ drone နှစ်စီးနဲ့တိုက်ခိုက်ခဲ့တာတွေဖြင့်လက်နက်ကြီးနှလုံးနဲ့လည်းပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ လွိုင်ကုံမြို့မိုင်လို့ရက်ွက်မှာပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးပတ်ကနေအိမ်ခြံဝင်းတွင်12နှစ်ရွယ်ကလေးတဦးမိုင်းထီမီခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မိုင်းထီမီသူဟာယောက်ျားလေးဖြစ်ပြီးလက်ရှိမှာတော့ဆေးကုသမှုခံယူနေရတာပါ။ကလေးငယ်ဟာမျက်လုံး၊ခြေထောက်၊လက်တွေမှာထိခိုက်ဒဏ်ရာရထားပြီးမိသားစုဝင်တွေကငွေချင်းမတက်နိုင်တာကြောင့်အကူအညီတွေလိုအပ်နေပါတယ်။လွိုင်ကုံမြို့တွင်းမှာစစ်ကောင်စီတပ်ကနေအေးချမ်းတာယာနေပြီဖြစ်တယ်လို့ဝါဒဖြန့်ချီနေပေမဲ့ တိုက်ပွဲဖြစ်ပွားမှုတဲ့ရက်ကွက်တွေမှာမြင်မြောက်မှအန္တရာယ်ရှိနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အရင်တိုက်ပွဲဖြစ်ပွားခဲ့မှုတဲ့ရက်ကွက်တွေမှာလည်းမြေမြုံမိုင်းပောက်ကွဲတာတွေမကြခဏဖြစ်ပွားနေပြီးနေအိမ်ပြန်တဲ့အရက်သားတွေထိခိုက်ဒဏ်ရာရတာတွေရှိနေပေမဲ့လုံခြုံရေးအရာဖြစ်စေကိုထုတ်ဖော်ပြောဆိုမှုတွေကဒေတာခန့်တွေမပြုတ်လို့ရဲကြပါဘူးလက်ရှိမှာတော့စစ်ကောင်စီအုပ်ချုပ်ရေးဖွဲ့ကမြို့ပေါ်ရက်ွက်အများစုမှာဒေတာခန့်တွေကိုပြန်လည်နေထိုင်ခွင့်ပြုထားပေမဲ့ အုတ်ချုပ်ရည်ယုံမှာ အမီစင်းသွင်းရတာဂိတ်တွေမှာစစ်ဆေးဆောင်ရတာတွေလည်းရှိတယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရသိရပါရရှင်။ Greeny ပြည်ရင်းတနေရာမှာ Greeny ပြည်လူငယ်များတမက်က UKSY ကနေဦးဆောင်ပြီးမြို့နယ်လေးမြို့နယ်မှာရှိတဲ့အထက်တန်းကျောင်းသူကျောင်းသားတွေအတွက်နှင်းနောဖလေပွဲကိုပြုလုပ်ခဲ့တယ်လို့ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ30နဲ့31ရက်နေ့တွေမှာ Greeny ပြည်ဟိုယာ၊ဂေလျာ ဖုတ်ဖို့ခို့ဟူဘော်စတဲ့မြို့နယ်မှာရှိတဲ့အထက်တန်းကျောင်းသူကျောင်းသားတွေကိုပြုလုပ်ပေးခဲ့တာပါ။နီနိုဖလေပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုတော့ Federal Democracy ပညာရေးစနစ်ပေါ်ထိုးရေးလုပ်ငန်းစဉ်တာဝန်ခံတဦးက Greenie ပြည်မှာရှိတဲ့ကျောင်းပေါင်းစုံလူမျိုးပေါင်းစုံကနေတဆင့်ကလေးတွေရဲ့ပညာရေးတစ်ခုသည်မဟုတ်ပဲပူပေါင်းပါဝင်မှုနဲ့ကောင်းဆောင်မှုရှိလာစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။ကျောင်းသူကျောင်းသားနီနိုဖလေပွဲမှာဗောလီဘောချင်းလုံးစက်တောင် စစ်တုရဲ့စကေလူပွဲဂျပန်ပကြီးအထွေထွေဘ ഹു တုတစတဲ့အားကစားပြိုင်ပွဲတွေကိုပြုလုပ်ပေးခဲ့တာပါဆရာဆရာမအကြောင်းသူကြောင့်သာစစ်စုပါလူဦးရေ200ဦးအပြင်ဂရင်းဘီချာကာလာအုပ်ချုပ်ရေးကောင်စီမှမြို့နယ်ပညာရေးညွှန်ကြားရေးမှူးဂရင်းဘီရဲတပ်ဖွဲ့ KSP တို့လည်းပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင် ကနုရီထိုင်းတရင်ဌာနရဲ့ညနေခင်းရုံတန်တရင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny B2B သားအားလုံးဘင်းကင်းလှုံ့ဆော်ကြပါစေရှင်။ကျမမော်လေးများပါ။